ကဲဒီနေ့မှတော့ကျွန်တော် free ပေးနေတဲ့ Gara Second ကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော်အသေးစိတ်တစ်ဆင့်ချင်းညီပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ video ကမလုံတက်တဲ့သူတွေနဲ့မတည်သေးတဲ့သူတွေရည်ရွယ်လာဖြစ်တဲ့ကြောင့်မလို့ဆရာကြီးများပါတယ်ဆိုရင်တော့ကြော်သွားကြမှုတော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ကဲဆိုရဲကြောင့်ပထမဆုံးနေပြလို့ gain နဲ့ဝင်လိုက် gain နဲ့ဝင်လိုက်ဒါမျိုးလေးပေါ်လိမ့်မယ်အဲ့မှာကျွန်တော်တို့ Gara Naudo ဆိုတဲ့နဲ့ဝင်လိုက်ပါတော့အဲ့မှာကျွန်တော်တို့10ဝင်ပြီဆိုတဲ့ second က10မီမရဘူးကျွန်တော်တို့လောက်ရမယ် test တွေရှိပါတယ် test ကဒီ gain မှာကျွန်တော်တို့3မျိုး3သားရှိရပါတော့ဘာလဲဆိုတော့ကျွန်တော် daily training ရှိတယ်နေ့စဉ်လောက်ရမယ်ຢာတွေပြီးပြီ ိုရင်ကျွန်တော် challenge တွေရှိမယ် PP ဆိုရင်ကျွန်တော် specialized training ဆိုပြီး test တွေရှိမယ်ပေါ့နော်အဲ့ဒီ၃မျိုးကိုကျွန်တော်ကလောက်ရမယ်ဆိုတော့ကြောင့်မို့ကျွန်တော်ကလုံရင်းလုံရင်းနဲ့ကျွန်တော်ကဘာတွေစုရမှာလဲဆိုတော့ဒီအောက်ကမီးလေးတွေကိုစုရမှာပေါ့နော်ဒီမီးလေးတွေကျွန်တော်တို့ဒီမှာ1800 brother တို့မြင်လားမသိဘူးအဲ့1800ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီ car second ကို free ရမှာပဲဖြစ်ပါတယ်ဆိုတော့မီးရဘယ်ချိန်ဘယ်နေရာမှာပေးလဲဆိုတော့ကျွန်တော်ဒီမှာပေးတယ် PP ဆိုရင်ဒီမှာလည်းပေးတယ်အဲဒီ specialized training ဆိုမှာလည်းပေးတယ်ပေါ့နော်ကြည့်ပထမဆုံးအနေနဲ့ကျွန်တော်အလွယ်ကူဆုံးဖြစ်တဲ့ daily training daily training မှာလည်း test နှစ်မျိုး ရှိတယ် daily test ရယ် speed up test ရယ်ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်ပထမဆုံးအနေနဲ့ daily test daily test ကတော့မြင်နေတဲ့အတိုင်းပဲကျွန်တော်တို့တွေပထမဆုံးတစ်ခုဆိုရင် complete one match ပါညာတရကဆိုရင်ပွဲတစ်ပွဲဆုံးရမယ်ပေါ့နော်2 match ဆိုရင်2ပွဲဆုံးရမယ်ပြီးကျတော့4 match ဆိုတော့4ပွဲဆုံးရမယ်အမှန်တကယ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါက game ဆော့ရုံပဲကြာ login လုပ်မယ် game ဆော့မယ်ဒါပဲပေါ့နော်တစ်ခါလေကျရင်ကိုယ်တိုင်ချင်းနေနဲ့ဆော့စီရလိုအပ်ရင်ဆော့လိုက်မယ်ဒါပဲပြီးပြီဆိုရင်ကျွန်တော်ကကလိန်လုပ်လဲကလိန်လုပ်ပြီဆိုရင်ဒါမျိုးလေးတွေရလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာမီလေးတွေတက်သွားတော့ brother တို့နေနဲ့တွေ့မြင်ရလိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ speed attack ပေါ့နော် speed attack ဆိုရင်ဒီမှာမ ြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ test တွေအများကြီးရှိတယ်ဗျ။ဘာတွေလဲဆိုတော့ brother ဘက်သူဖတ်ပြီးတော့နည်းလေးဘာသာလေးပြန်ကြည့်ပေါ့နော်ကျွန်တော်တစ်ခုချင်းစီတော့မပြောတော့ဘူး။ဒီမှာဆိုရင်တော့ကျွန်တော်ဒိုင်မွန်း၃နဲ့ test တွေဗျ။ဒီကျွန်တော်ဒီ narrow ဒီဘက်မှာဒိုင်မွန်းတွေတုံးခိုင်းတာပေါ့နော်။ဒီမှာ၃နဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ test တွေက spear test မှာလာပြီးတော့တနည်းအားလိုမျိုးရမယ်ပေါ့နော်။ဆိုရင်ကြောင့် brother တို့အနေနဲ့ဒီ spear test ကတော့ဒိုင်မွန်း၃နဲ့ test တွေလို့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်။ watch the MLBB now do collect trailer ဆိုရင်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ collect trailer လေးကိုတော့ကြည့်လိုက်မှာကောင်းပြီ။အဲလေ သူကဒီ trailer လေးကိုကြည့်ခိုင်းတာပေါ့နော်။ကြည့်ကျွန်တော်တို့ trailer လေးကြည့်ပြီးရတယ်မြင်တဲ့အတိုင်းပဲကျွန်တော်တို့ရပြီ။အဲကျွန်တော်တို့အဲ့လေကျွန်တော်မီးလေးတွေတက်သွားပြီလို့ပြောရမလားမသိဘူး။ကျွန်တော်ဒီမှာပထမဆုံးရင်ဘာရလဲ hero choice pack okay ကျွန်တော်တို့ဘယ် hero choice ဟီးရိုးတွေကို free ပေးတာပေါ့နော်။ဆိုတော့မရှိသေးတဲ့လူတွေအတွက်ကလည်းအဆင်ပြေပါလေ။ okay ဆိုတော့ကျွန်တော် try လိုက်ပြီးရှိရတဲ့လူတွေကျွန်တော်မြင်တဲ့အတိုင်းပဲ ဘက်တရီ point ကြီးပေါက်ပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ Gara Emol လေးထပ်ပြီးပေါက်ပါတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့တွေကနေတိုင်းနေတိုင်းဒီ test တွေကိုဝင်လုပ်ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ Madara ဒီ ultimate challenge ဆိုတဲ့ဥစားရှိတယ် you are team defeat Madara or law 10 times english ပြောနေတာ main ရဲ့ team နဲ့အတူတူ main က law ကြီးရမယ် law ကို10ကတိတိကြီးရမယ်ပေါ့နော်ဆိုတော့ brother တို့အနေနဲ့အနည်းဆုံးမစွန့်ရပါဘူးဆိုရင်၅ဘွဲကနေ10ဘွဲလောက်ထိစွန့်ရမယ်လို့ထင်တယ်ပေါ့နော်ပြီးပြီဆိုရင်အဲ Madara ကို15ချိန်ကြီးရမယ်ပြီးပြီဆိုရင် Madara ကိုအချိန်20ကြီးရမယ်ဒါမျိုးလေး နေလောက်ပေါ့နော်ဆိုတော့ဒါမျိုးလေးနေလောက်ပြီးတော့ brother တို့အနေနဲ့ဒီမီလေးတွေလည်းရမယ်ဒီချိတ်လေးတွေလည်းရမယ်ပေါ့နော်ဒီချိတ်လေးတွေကဘာလို့လို့ရလဲဆိုတော့ brother တို့ဒီ nano လို့အိမ်မှာအသုံးပြုနေဒီ ticket လေးတွေကိုအဲ့ချိတ်လေးနဲ့လဲလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ချိတ်လေးတွေကလည်းအလကားမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော် just slack a clan ပေါ့နော်ဒီမှာဆိုရင်တော့ brother တို့အနေနဲ့ clan တစ်ခုကို join ထားမှရမယ်ဒီမှာတော့ချိတ်တဲ့ clan ကို join မှာကျွန်တော်တို့တရားလေး join လိုက်မယ် okay ဆိုတော့ brother တို့အနေနဲ့ clan လေးရင် join ထားဖို့တော့လိုတယ်ပေါ့နော်ဒါပါပဲ okay ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ဒီဥစ္စာဒီဥစ္စာမှာကျွန်တော်တို့က၃ခုထပ်ခွဲတယ်ဆိုတော့ဒီ၃ခုကဘာလဲဆို ော့ဂန်ဂျေစုရဲ့နင်ဂျေစုရဲ့ထိုင်ဂျေစုရဲ့ဆိုပြီးသုံးခုထပ်ခွဲတယ်ဗျာဆိုတော့ကျွန်တော်ဒီနင်ဂျေစုဆိုရင်ဘယ်လိုမျိုးကစားရမလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်ကစားပြထားတဲ့ဥစ္စာလေးကို brother တို့ကျွန်တော်ချက်ပြပေးမယ်ဆိုတော့ brother တို့အဲ့ဒီတိုင်းလေးလိုက်ကစားကြည့်ပေါ့နော်ပြီးပြီဆိုတော့နင်ဂျေစုလည်းကျွန်တော်ဘယ်လိုကစားရမလဲပြပေးထားတယ်ထိုင်ဂျေစုလည်းဘယ်လိုကစားရမလဲပြပေးထားတယ် brother တို့အဲ့ဒီထဲဝင်ပြီးကစားမယ်ဆိုရင်ဒီမီလေးတွေတက်မယ်ဗျာဒါပဲပထမဆုံးအနေနဲ့ကျွန်တော်ဂန်ဂျေစုဂန်ဂျေစုကစားမယ်ဆိုရင်ဂန်ဂျေစုလည်း brother တို့ဝင်လိုက်ဝင်လိုက်ပြီဆိုရင်ဒါမျိုးလေးပေါ်နေနေမယ်အမှ star ဆိုတာလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီဆိုရင်သူကဘာလို့မှလဲဆိုပုံနဲ့ပုံရဲ့ကွာဟားချက်ကို brother တို့အနေနဲ့ရှာ ချပေးရမှာဖြစ်ပါတယ်ကျွန်တော်ဘာသာလုံးအနေနဲ့မတည်ဘူးဆိုရင်ကျွန်တော်စိုးရတဲ့အတိုင်းလိုက်စောကြည့်ပါတော့ကျွန်တော်လည်းသူများစီကကြည့်စောထားလားဆိုတော့ပထမဆုံးအနေနဲ့ညာလေးကိုချစ်မယ်ပြီးပြီဆိုရင်နောက်တဲ့တနေ့ကကျွန်တော်ညာလေးကိုချစ်မယ်နောက်တဲ့တနေ့ကညာလေးအဲ့သုံးခုလေးပြီးပြီဆိုရင်ဒိန်ပြီးသွားပြီးအောင်ယူအစ်စင်းပဲဆိုတော့ဒါနဲ့တစ်စစ်ပြီးသွားပြီးကျွန်တော်ပြောလို့ရတယ်အဲ့မှာ next stage ဆိုတာမျိုးဘာသာလုံးအနေနဲ့နှိမ့်ရနှိမ့်လိုက်ပြီးဆိုရင်ဒါမျိုးလေးချက်ပေါ်လာလိမ့်မယ်အဲ့ချိန်မှာကျွန်တော်ထပ်ပြီးယူရမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီနားလေးနောက်တဲ့တစ်ခုကတော့ဒီနားလေးအဲ့အဲ့လိုမျိုးမားသွားပြီးဆိုရင်တော့ဘာသာလုံးအမားကြီးပြခံပါတော့နော်ဆိုတော့နည်းနည်းလေးတစ်ခါတော့ထပ်ပြီးလိုက်မားသွားပြီးဆိုရင်ကိစ္စမရှိဘူးပေါ့နော်အဲ့ဒါပဲဆိုတော့ဒါဒုတိယအဆင့်ထပ်ပြီးပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ တတိယဆင့်ကိုသွားမယ်ဆိုရင် next stage ဆိုပြီးကျွန်တော်လုံးလိုက်ရပြီဆိုတော့အဲ့အမျိုးလေးတွေဆော့ပါဗျာတော်တော်လေးလွယ်တယ်လို့ကျွန်တော်ပြောရမယ်အမ်မျက်စိရှင်ရင်မထားတတ်ဘူးဆိုရင်အခုကျွန်တော်ဆော့ပြရတဲ့ဥစ္စာလေးကိုပဲ rather လို့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းပဲဒါကျွန်တော်ကသူဆော့ထားတာတော့မဟုတ်ဘူးကျွန်တော်လည်း81တောင်းကနေပြီးတော့တင်ထားတဲ့ဘဲလေးစီကနေသွားပြီးတော့အမ်ကျုံထားတာပေါ့နော်သူတို့ကိုကြည့်ပြီးတော့ကျွန်တော်ဆော့ရတယ်လွယ်လွယ်လေး easy ပဲပေါ့မျိုးဆိုတော့ rather လို့လည်းမဆော့တတ်ဘူးဆိုကျွန်တော်လည်းကြည့်ဆော့လိုက် okay ဒီပုံကနည်းနည်းလေးများတယ်ကျွန်တော်တင်၄ခုလား၃ခုလားမသိဘူးပြချားမသိဘူးအမ်ဟုတ်တယ်ဒီပုံက၄ခုကျွန်တော် rather လို့နေအမ်အမ်၄ခုလေးမှန်အောင်ချစ်ပြီးပြီဆိုတော့ okay ကောင်းပြီ AC ပဲဆိုတော့နောက်တစ်ဆင့်အောင်ထပ်ရောက်ပြီအဲဒီနောက်တစ်ဆ စ်မှာလည်း next stage ဆိုတာလည်း next land အဲဒီမှာဆိုရင်တော့ဒီပုံလေးကမဟုတ်လေ၄ခုပဲတင်နေဆိုရင်တော့ဒီမှာအမ်ဟုတ်ပြီနောက်တဲ့နေက L လဲ okay L လဲနောက်တဲ့နေက OK ဆိုရင်တော့ brother တို့နေဒီပုံမှာလည်း၄နေရချိန်ရမှာပဲဖြစ်ပါလေကဲဆိုရင်တော့ brother တို့နေနောက်တဲ့တစ်ဆင့်ထပ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ဒီအောက်မှာမီနီတွေဘယ်လောက်ရလဲဆိုတာသူပြောပေးထားတယ်ပေါ့နော်ဆိုရင်တော့ဒီမှာဆိုရင်ကျွန်တော်နေ၄၄ခုလားမသိဘူးပြကျွန်တော်ဆက်ကြည့်တောင်းမယ်ကျွန်တော်လည်းဆော့ထားဆိုတော့တင်နေပြီးကျွန်တော်ဒီဘက်မှာ Q လေးဟုတ်ပြီးပြီးကျွန်တော်ဒီဘက်မှာ9လေး ဒါလေးဟုတ်တယ်ဆွဲရမလို့လေးနေရပဲပေါ့နော်ဆွဲရမလို့ဒီမှာဆိုရင်ကျွန်တော်ပြီးသွားပြီပြီးသွားရင် next stage ပါသေးလားမှ next stage မရှိတော့ဘူးပေါ့နော်ဆွဲရမလို့ကျွန်တော်အနေနဲ့ confirm ဆိုတာလေးကိုနှိပ်ရမယ် ဒီမဲ့ next stage တွေကဘယ်ချိန်မှာလာမလဲဆိုတော့ကျွန်တော်တို့9လပိုင်း9ရက်နေ့ကျမှဒီ stage တွေကပွင့်မယ်ပေါ့နော်ဆိုတော့အဲ့ချိန်ကျမှကျွန်တော်ထပ်ပြီးပွင့်ကစားမယ်အဲစင်ခွန်ရှစ်90ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ရဲ့အဲ့ချိန်ကျမှဝင်ပြီးကစားအောင်ပါဖြစ်ပါတယ်အခုတော့လောလောဆယ် brother တို့ပြီးသွားပြီလို့ကျွန်တော်ပြောလို့ရတယ် strong brother ပြီးသွားပြီဆိုရင်အဲဒီ emergency လေးကိုနှိမ့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ ganjisin training ကပြီးသွားပြီလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်နောက်နောက်တစ်ခုကတော့ ninjisu training ပဲဖြစ်ပါတယ်သူကတော့ကျွန်တော် hand sign တွေကိုအစင်လိုက်တိုင်းလိုက်ပြီးတော့အမှန်ချစ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် brother တို့နေမခက်ပါဘူးမယုံ brother တို့နေနဲ့ခက်တဲ့ချိန်ကျွန်တော်လုတ်တဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ပါတော့ န်ပြောနိုင်မယ်ကျွန်တော်လည်းပဲအဲတခြားသူတွေလောက်ထားတဲ့ဥစ္စာကိုကြည့်ပြီးတော့ကျွန်တော်လည်းလိုက်ရောက်လိုက်တာ easy တွေ့တယ်ဆွဲရောက်ဘာသာလို့လဲကျွန်တော်လုံးတဲ့တိုင်းလိုက်လို့လာ okay ဒါမှမဟုတ်ဆွဲရောက်တော့အဲ hand side ဒါတော့ clone jisu လို့ခေါ်တယ်ပေါ့နော်အဲ့လေဆွဲရောက်ဘာသာလို့ရှင်းပြတာလေးဖြစ်ပါတယ်ဆွဲရောက်တော့တစ်စင်ပြီးတော့ဆိုရင်ကျွန်တော် next day ကိုနေဒီမှာနောက်တစ်စင်လာမယ် lightning style light lightning blade okay okay lightning blade okay ဆွဲရောက်တော့အဲ့မှာအဲအစင်လိုက်တိုင်းကျွန်တော်တွေထောက်ပေးလိုက်ရပြီဗျာဘာသာလို့ဒီဥစ္စာက ဘယ်မှာမောင်နင်းဘယ်မှာမောင်ခံချင်းစုတဲ့ကောင်ပို့ပြီးတော့လွယ်သေးတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒါနောက်တစ်ဆင့်ရောက်သွားပြီနောက်ဆင့်ရောက်ကျွန်တော်ဒီမှာဆိုရင်နေတဲ့အတိုင်းပဲမီးပွားနေရင်ကျွန်တော်တို့စင်ဖို့တက်တယ်ပေါ့နော်โอเคကျွန်တော်ရောက်မှဒီမှာဆိုရင်ကျွန်တော် S time but wall อ๋อကျွန်တော်ရင်ဒါဟွာလဲဝေါ်ကြီးမြေဝေါ်ကြီးပေါ်လာတဲ့ဂျေဆုโอเคဆိုတော့ကျွန်တော်ဒီဂျေဆုကတော့ကျွန်တော် hand sign လေးခုရှိမယ်အဲအဲ၄ခုကို complete လုပ်ရအောင်โอเคကောင်းကြီးအစ်စင်းလဲဘာမှအများကြီးမခက်ဘူးโอเคနောက်ဆင့်ရောက်သွားပြီနောက်ဆင့်ရော step ီမှာဆိုရင် small name jesus l လေကျွန်တော်စင်ကို jesus ပေါ့နော်စင်ကို jesus ကကျွန်တော်၅ခုတောင်လောက်အောင်မယ်သူပြထားတဲ့အတိုင်းလေးပဲလိုက်ရွေးပြဒါငွေနဲ့ဒါတော့နေနဲ့ကျွန်တော်ပြောတာကျွန်တော်ကြည့်ကျွန်တော်လုပ်တာကြည့်ပြီးမလုပ်ဘဲနဲ့လုပ်ရင်တော့အဆင်ပြေတယ်နဲ့မှာပါတယ်ပေါ့နော်ဒါတော့ကျွန်တော်စင်ကို jesus ဖြစ်ပါတယ် okay l လေနောက်နောက်တစ်ခုက next stage ရှိသေးတယ် next stage ကပါလဲဆိုတော့ water style ဟော water style jesus water style ဗဇာတရည်ဂျီနီဘုံအခုအလဲဒီမှာဆိုရင်တော့ကျွန်တော် water style ဂျေဆူကလည်း hand sign ၅ခုရှိပါတယ်ဒီ၅ခုကိုကျွန်တော်တို့အစင်လိုက်တိုင်းပန်းအောင်လုပ်ရမယ်ဒီမှာဆိုရင် hand sign တူနေတာ၅ခုရှိရပါတော့ကျွန်တော်တော့လည်းနေကြောင်သွားတယ်အဲ့အတွက်ကြောင့်မို့ဘာလို့လဲဆိုရင် face sign ကြီးပဲ set down ပဲကြည့်ရနေလိုက်မနေ့က hand sign တူရင်ဘယ်တစ်ခုပဲနေနေရတယ်ပေါ့နော်အစင်ကြီးတယ်ဘာမှမဖြစ်ဘူးအဲဒီမှာဆိုရင်ကျွန်တော်ပြီးသွားပြီ issue ဘောင်းကြီးဘာမှရှုပ်မရှိဘူး အဲဒီမှာဆိုကျွန်တော် next stage ဆက်လုပ်လို့ရအောင်မယ်ကျွန်တော် next stage ဆက်လုပ်လိုက်မယ်ဆိုလည်းရတယ်ပြန် again ဆက်ဆုံးမယ်ဆိုလည်းရတယ်ကျွန်တော်ဆက်မဆုံးတော့ next stage ကိုကျွန်တော်ဆက်ဆုံးလိုက်မယ်อืมဒီမှာဆိုရင်တော့ hand size ကျွန်တော်6ခုတောင်ရှိပါတယ်ဆိုတော့မလို့အမှန်မမှန်လေးမြန်မြန်လေးကျွေးဖို့တော့လိုအပ်မှာပေါ့နော်ကျွန်တော်တော့ဒီဥစ္စာတွေကဒီမှာ2နေတဲ့ဥစ္စာလည်းနှစ်ခုပါတယ်ဆိုတော့မလို့ကျွန်တော်ဒီတစ်ခုမှတော့မကြောင်တော့ဘူးကြိုက်တဲ့ဥစ္စာကောက်ရွေးချလိုက်တယ်ဒါပဲ ဆိုရဲကြောင့်မို့အင်းပြီးသွားပြီပေါ့နော်ပစ္စည်းတွေကောင်းတယ်ဒါလည်းတွေ့ပါလေခင်ကျေးဇူးတော့မခံဘူးကျွန်တော်မကွန်ဖန်ကွန်ဖန်ပြီးပြီဆိုတော့ကျွန်တော်တို့ရင်းနေတိုင်းပဲနောက်တဲ့ state ခွန်6 40ကကျွန်တော်တို့၉ရက်နေ့မှဆောက်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော် brother တို့အနေနဲ့အခုလောလောဆယ်ပြီးသွားပြီလို့ပြောလို့ရတယ်ဆိုတော့အမချစ်လိုက်ရင်ဒီဥစ္စာကပြီးသွားပြီ AC ပဲကျွန်တော်တို့နောက်တဲ့တစ်ခုကတော့ထိုင်ကျေးဇူးပဲဖြစ်ပါတယ်ထိုင်ကျေးဇူးကတော့ကျွန်တော်တို့ဘာလုံးရမှာလဲဆိုတော့ဘယ်လိုမှမဟုတ်များပြစ်တယ်လို့မျိုးပြစ်ရမှာပေါ့နော်ဆိုတော့ဘယ်လိုပြစ်ရမှာလဲဆိုတော့ဒီမှာ guide ပြောပေးထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့အဝိုင်းလေးကိုအတင်းမှာတင်ပတ်ကိုပြင်လို့ရတဲ့အဝိုင်းလေးကိုပြင်လို့ရမယ်တက်တုံးကိုပြင်လို့ရမယ်ပြီးကြတော့ ော့အဲ့စာရွက်လေးကိုတော့ပြင်လို့မရဘူးเนาะအဲ့စာရွက်လေးကဘာလို့ပြင်လို့မရတာလဲဆိုတော့အဲ့ဒါကဘယ်လိုပြောမလဲကျွန်တော်တို့အဲနာ anime series ထဲမှာဆိုသူကအဲ့ပုံစံမျိုးပေါ့เนาะအဲခုံးဆိုပြီးပေါဝဲအဲ့လိုမျိုးပေါ့เนาะကျွန်တော် brother တို့အနေနဲ့ကအဲ့စာရွက်လေးကိုတော့လုံးဝပြင်လို့မရဘူးကျွန်တော် brother တို့ပြင်လို့ရမှာကတစ်တုံးပြင်လို့ရမယ်ပြီးကြတော့ကျွန်တော်ကင်းဘတ်ကိုပြင်လို့ရတဲ့ဥစ္စာမျိုးပြင်လို့ရမယ်ပေါ့ဒါပဲကျွန်တော် next day ကျွန်တော်တို့ဒီပထမအဆင့်ကတော့လွယ်ပါတယ်တိတ်အများကြီးရွေးချယ်နေရမရှိပါဘူး luckily လိုက်ထားပြုံးမယ်ဖောက်ဖောက်အဲဖောက်အဲဖောက်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  ဟောဟောဒါပဲပေါ့နော်အများကြီးမခတ်ဘူးဒီ state 2 1 2 3လောက်ကတော့ဘာမှအများကြီးမခတ်ဘူးပြနောက်ကျမှနည်းနည်းလေးကမြန်လဲမြန်လာပြီးတော့နည်းနည်းလေးအကွက်လေးတွေပါလာတော့နော်ဒါပါလေးဆရာမဒီဥစ္စာကလည်းမြန်တယ်ထဲမှာပါတယ်ဒါပေမဲ့ကိုကမျက်စိကိုရှင်းရှင်းတောင်းလက်ကိုတွေ့တိုင်းပြိမနေမနေနေမရမယ်ဘာလို့လဲဆိုတော့ အဲ့ server လေးတွေကိုအမ်မမ်အဲ့ server လေးတွေအဲ့ server လေးတွေအဲ့ server လေးတွေလုံးဝထိလို့မရဘူး brother တို့ကြော်မောင်းမှရမယ်ကျွန်တော်တို့ကဒီ game ဆော်ရင်းနဲ့တစ်ခါလာမှမပြီးသွားလိမ့်မယ်နော်ကျွန်တော် brother တို့အနေနဲ့စိတ်ကိုအာရုံစူးလိုက်ပြီးတော့ဒီတက်တုံးနေနဲ့ပြင်မှတ်တွေကိုမှန်အောင်ပြင်ရပြီတခြားဥစ္စာတွေကကိစ္စမရှိဘူးတိတ်တိတ်အများကြီးတွေးနေကြမလို့ပြားအေးဆေးပဲ okay လားကျွန်တော်ကမလို့အဲ့ server တံပန်းကိုမပြင်နဲ့အဲ့ server ကိုပြစ်လိုက်ပြီးဆိုရင်အဲ့လိုဖြစ်သွားနိုင်တယ်ဖြစ်သွားနိုင်တယ်ခေါင်းညွှန်တာပဲ okay ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် next stage ရှိအောင်မယ် next stage ထပ်လုပ်လို့ရမယ်အဲဒါပဲပေါ့နော်ဒါပေမဲ့အဲ့ server ကိုပြစ်လိုက်တဲ့အချိန်မှာ तू က ီမှာဆိုရင်ကျွန်တော်တို့အာအပွိုင်းပြန်လောက်သွားမှလားမသိဘူးပြန်ကျွန်တော်ကျွန်တော်စဖတ်ရတော့ပါတော့ပေချာတော့မဖတ်လိုက်ရဘူးဒီမှာဆိုရင်နည်းနည်းလေးပြန်လာပြီအဲမြင်လားမသိဘူးနည်းနည်းလေးပုံမြင်လာအဲမြင်လာပြီဆိုဆိုးတော်တော်ခက်တယ်ရသေးလားကွာကြည့်ရတာနည်းပြန်မမမလည်းကြောက်ရတယ်ကျွန်တော်ဆိုမပြီးရအောင်ဘိုင်းတစ်ခုမပြီးတော့မပြီးဒါမှလည်း perfect ရတဲ့ပြန်တော့မပြီးစိပဲပေါ့နော်ဆိုရင်မြင်တဲ့အတိုင်းပဲကျွန်တော်တို့တွေအဲမီလေးစင်ကြရတယ်အဲ့ဒါပဲဒါတော့တစ်ဆင့် အဲဒီမှာဆိုကျွန်တော်တို့နှစ်စက်နှစ်ခါပြင်မှာရတော့မှာဒါမျိုးကျွန်တော်တို့သဲအဝိုင်းလေးမြင်လားမသိဘူးအဲသဲဝိုင်းလေးဖြစ်နေနှစ်ချက်ပြင်မှာထိတာပါကျွန်တော်မကျွန်တော်ဆိုရင်ဒီဆင်းရနည်းနည်းလေးကျွန်တော်တို့နည်းနည်းလေးခတ်တယ်ပေါ့နော်ကျွန်တော်လက်ကလည်းအလောက်ကြီးကြီးဘယ်လိုပြောမလဲအရင်ကတော့အဆင်မပြေတော့ဘူးဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးခတ်တယ်နေမှာပွားတယ်ကျွန်တော် brother တို့နေနေတော့တေချာလေးမှန်အောင်နေပေါ့နော်ဆိုတော့ကျွန်တော်ကတော့အဲအဲမှာနည်းနည်းလေးကြောက်သွားတယ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲသဲနဲ့ပွားထားရုပ်စာတွေကနှစ်ချက်ပြင်မှာထိတာပါကျွန်တော်ဒီမှာဆိုရင် perfect တော့ပြပါမတော့ပြတော့ပြနေတာဟုတ်တယ်မဟုတ်သေးဘူးပါဟေးဟေးဟေးဒီနေ့နိုင်မယ့်အိတ်ပက်အင်းကျွန်တော်ကလည်းမကြည့်တော့ကြော်လိုက် ဆိုရမှာဒီမှာလက်နှာချောင်းလုံးသုံးပါဆင်ပြေရတယ်နော်ကျွန်တော်ဒီ game song တွေကော recording လုပ်တာလည်းချက်တဲ့ကြောင့်ကျွန်တော်လက်နှာချောင်းသုံးလို့မရအောင်ဖြစ်နေတယ်ပေါ့နော်ဒီမှာ recording ကြီးကောင်းနှိမ့်ပြီးသွားရင် recording ပြတ်သွားမှာဆိုတော့ကျွန်တော်လက်နှာချောင်းထဲပဲပြင်း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 ဆိုတော့ကျွန်တော်ဖြစ်ရတာပေါ့နော်ဆိုရင်တော့အဲ့ဒီကောင်ဆိုရင်တော့ဖြစ်ခဲ့တယ်အဲ့ဒီထဲမှာပြောင်းရေးအမတ်အမတ်တွေရောက်အောင်ကောင်းပြီးအမတ်အမတ်တွေရောက်လာမှာစက္ကန့်တွေရောက်ကုန်ညံသွားတာ okay အခုမှသိတယ်အမှန်တကယ်ကသူအဲ့ဝါရုံကင်းမိရယ်ဆိုရင်၅စက္ကန့်၅စက္ကန့်လောက်သွားတာဟုတ်မှန်ကောဒီမှာဆိုရင်တော့အပြီးသွားပြီပေါ့နော်အဲထုံးတယ်နဲ့ခွန်ရှိ90အဲ့အဆင့်နေကတော့ကျွန်တော်တို့၉ရက်နေမှာဆက်ပြီးတော့စောက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ခုလောလောဆယ်ပြီးသွားပြီပြီးသွားကြအောင်အမားချက်လေးနေလိုက်ဒါဆိုရင်ဘာသာလုံးနေနဲ့ဒီ training နေပြီးသွားပြီလို့ပြောလို့ရပါတယ်ခင်ဗျာဆိုတော့ဘာသာလုံးနေ၉ရက်နေမှာဆက်စောဒါပါပဲဆိုတော့မလို့ကျွန်တော်ကဒီနေ့မှာကတော့ Gara Second ကို free မယူတတ်တဲ့သူတွေဘာစောက်လို့စောက်အောင်မသိတဲ့သူတွေအတွက်ကျွန်တော်ကရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့မလို့ဘာသာလုံးနေနဲ့အသုံးဝင်မယ်လို့ပြောလိုက်ပါတယ်ဆိုတော့မလို့တကယ်လို့အဆင်ပြေဆိုရင် video လေးကို like လေးပေးပြီး channel လေးကို subscribe တော့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာဒီနေ့ဗီဒီယိုတွေကဒီနေ့အတွက်တော့တော့ပါပဲအဆုံးနဲ့ကြည့်ပေးကြတဲ့အချင်းဆိုင်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာဩပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် iPad တွေဆန်နေ Diamond တွေပေးနေတဲ့ event တစ်ခုအစ်စ်တစ်ခုထပ်ရှိတယ်အဲ့ဒါကလည်း Mobile Legends Official လောက်တာဂျင်းမဟုတ်ဘူးဆိုတော့ကျွန်တော်ပင် comment နဲ့ description မှာ link လေးချပေးမယ်အဲ့ link လေးကနေတစ်ဆင့်ပါဝင်သွားကြအောင်အဲ့ event ကိုတော့ကျွန်တော်နောက်နေ့ကျမှအသေးစိတ်ဗီဒီယိုလေးနဲ့တကွာရှင်းပြပေးမယ်